ဒီဗီတနီတင်ကြမ်းမအစည်းလေးတွေကိုထိုင်းပို့လားမြန်မာပို့လားမင်းနေတဲ့သူတွေအတွက်ပေါ့နော်ထိုင်းမြန်မာမလေးစင်ကာပူပို့လို့ရတဲ့နိုင်ငံတွေရဲ့အကုန်ပို့ပေးတယ်နော်ထိုင်းဆိုလို့ရှိရင်နော်ထိုင်းနေပို့ပေးတယ်မြန်မာနိုင်ငံဆိုရင်နော်ရန်ကုန်ကနေပို့ပေးပါတယ်တခြားနိုင်ငံတွေဆိုလို့ရှိရင်နော်လေရင်နဲ့တင်ပေးတယ်နော်အဲဒါဆိုလို့ရှိရင်ဒီဗီတနီတင်ကြမ်းမဖြူစာစည်းလေးတွေကဘယ်သူတွေတောက်တင်လဲဆိုလို့ရှိရင်အသက်၁၀တော့တက်ကနေပြီးတော့မှဒီအသက်80တွေးဆုံတဲ့ချိန်ထိတောက်ပြီးလို့ရတယ်သူကိုတောက်ပေးခြင်းအပြင်အမျိုးသမီးတွေဟော်မုန်းလေဗယ်ညီမျှစီတယ် ရာသီကိုပုံမှန်လာစီတယ်နောက်ပြီးတော့အမျိုးသမီးတွေပေါ့နော်အဲအဖြူချင်းရရင်အနှံ့ဆူထွက်တာတွေအတွက်ကိုလည်းသူကကောင်းမှုစီမှာဖြစ်ပါတယ်နောက်ပြီးတော့တချို့ဆိုလို့ရှိရင်တအိမ်ခေါင်းမှာပေါ့နော်မှုပိုးလေးတွေဝင်ပြီးတော့မှဒီလိုမျိုးပိုးတွေရှိနေမယ်ဆိုလို့ရှိရင်အဲတအိမ်ရောင်တာတွေဒီလိုမျိုးပုံမှန်မဟုတ်တဲ့အဖြူချင်းချင်းတွေအဲအစင်းရောင်အဝရောင်အဲအဲ့လိုမျိုးပေါ့နော်မှုပိုးဝင်ပြီးတော့မှအဲ့လိုမျိုးဖြစ်နေမယ်ဆိုရင်လိုက်ဒါလေးကိုတောက်ပြီးလို့ရရယ်နော်တိမ်ကြတဲ့သူလည်းတောက်ပြီးလို့ရရယ်နော်တိမ်ကြတဲ့သူဆိုလို့ရှိရင်နော်လေ့ကျင့်ခန်းလေးနဲ့တွဲလုပ်ပြရမှာဖြစ်ပါတယ် အမျိုးသမီးတွေမှုပိုးဝင်ပြီးတော့မာတီတအိမ်ခန်းကိုမှုပိုးတွေပြဿနာသွားရှာတယ်နောက်ပြီးတော့တအိမ်ရောင်းတယ်တအိမ်နာတယ်အဲအဲ့လိုမျိုးမှုပိုးပြဿနာနဲ့ပတ်သက်တယ်ဆိုလို့ရှင်เนาะဘူးသက်စီလေးတွေနဲ့တွဲပြီးတော့ပေးတယ်ပေါ့เนาะဒါဆိုလို့ရှင်အမျိုးသမီးလေးတွေပေါ့เนาะအဲပြည်ပရောက်နေတဲ့သူဆိုလို့ရှင်ဆေးရုံစည်းကမ်းပြဖို့အဆင်မပြေဘူးထိုင်းနိုင်ငံနေဆိုလို့ရှင်ပေါ့เนาะအဆင်မပြေတဲ့သူဆိုလို့ရှင်လည်းလောလောကူကူနဲ့အဲလာရောက်ပြီးတော့မာယူလို့ရရနော်ဒါတပူးဆိုလို့ရှင်တော့အလုံး30ပါတယ်15ရက်စာဖြစ်တယ်ပေါ့နော် အဲဆေးတောက်ပုံတောက်နေကြတော့တယောက်နဲ့တယောက်မတူသူရဲ့ယောဂအခန်းရှိလားနောက်တစ်ပါးဆေးတွေတောက်နေလေအဲ့ဒီပုံမှာမတူပြီးတော့ဆေးကိုညွန်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက်ကိုဖြေချပုံချင်မတူဘောနော်ဒါကြောင့်မလို့အမျိုးသမီးတွေတိုင်ပြက်တနာရာသီပြက်တနာအဲ့လိုမျိုးဖြစ်နေတယ်တိုင်ကိုက်တိုင်နာအဲ့အဲ့လိုမျိုးပေါ့နော်ရာသီလာတဲ့ခါမှာအရနာကျမှုတောင်ခံစားရမယ်ဆိုလို့ရှင်နော်ဒါလေးကိုတောက်ပြီးလို့ရရင်နော်ဒါကဂျင်းဆနွင်းပါလာဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးသမီးတွေရဲ့တွေးတာတတ်ဆင်ပြီးတော့မှရာသီပုံမှန်လာပြီးတော့မှအမျိုးသမီးပြက်တနာကိုသူကဖြည့်ရှင်းပေးတာဖြစ်တယ် ရေအိတ်ချောကလပ်စစ်သွေးလုံးစားသဖြင့်အဲ့ဒီဖြစ်တဲ့သူတွေလည်းတောက်ပြီးလို့ရရယ်နော်။ဒါကြောင့်မလို့လိုချင်တယ်ဆိုလို့ရှိရင်တော့မူလီရဲ့ Facebook စီမှာအသေးစိတ်လာရောက်ပြီးတော့ဆွေးနွေးမြင်းမြန်လို့ရရယ်။ဒါကတပူအလုံး30ပါတယ်350ပါနော်။မြန်မာနိုင်ငံမှာဆိုရင်တော့4000ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုတော့အရောင်းငွေချေရပါတယ်။ထိုင်းဆိုလို့ရှိရင်တော့ငွေကြေးရှင်းရပါတယ်။လိုချင်တယ်ဆိုလို့ရှိရင် CP မှာအသေးစိတ်လာရောက်ပြီးတော့ဆွေးနွေးမြင်းမြန်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။နည်းလည်းဖြစ်ပါတယ်။